ိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးမှုတွေကြောင့်အရက်ဖက်လူမှုကွန်ရီရဲ့အသင်းတွေဟာနေကျော်မောင်းနာတွေမပြုလုပ်ရတဲ့ဘဲကွန်ကြီးကယ်ဆယ်မှုတွေရနာလာရတဲ့အထိဖြစ်လာတယ်လို့အရက်ဖက်လူမှုကွန်ရီရဲ့အသင်းတွေကပြောပါတယ်ဒီသတင်းကိုလင်းပြပို့ထားပါတယ်ရှင်စစ်ကောင်စီရဲ့လိုင်စင်မဲ့ယင်ဖမ်းဆီးမှုတွေကြောင့်ရန်ကုန်မြို့ပါဝင်မြန်မာနိုင်ငံအနှံ့ကအရက်ဖက်လူမှုကူညီရေးအသင်းတွေဟာ ူနာလမ်းကြောင်းပို့ဆောင်ရမှာအချိန်ကြာမြင့်တာတွေဓာတ်ရက်မပို့ပေးနိုင်တာတွေရှိနေပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေရန်နာလာတာရှိတယ်လို့အရက်ဖက်လူမှုကုညီရေးအသင်းတွေကပြောပါတယ်လိုင်စင်မဲ့ရင်တွေကိုဂျွန်လာတရက်ကစပြီးဖန်စီများလာတဲ့အတွက်အသင်းဖွဲ့တွေဟာလူနာတွေကိုတတ်မှတ်နေမိတဲ့ကြော်လွန်ပြီးစေယုံစေကံပို့ပေးရတယ်လို့အရေးပေါ်ကားလှူသူတွေနေပါလာတဲ့အတွက်ဖန်စီခံရတဲ့အခါမှာလည်းပြောင်းဝယ်ဖို့မတတ်နိုင်ဘူးလို့ဆိုကြပါတယ် ရမောင်ကရင်တိုက်မှာကြောက်ဝါဖန်းခံမှာကြောက်ဝါပေါ့လေအလူလမောင်မဆိုမှဖိအားနဲ့မောင်ရတော့ဟုတ်ကဲ့နော်မောင်ကဘာကြည့်တယ်ဗာညာဆိုရင်ပို့ဆိုးတယ်သူတို့ကနောက်ကအော်ကာသမားများရောက်ရှင်လို့မောင်ဖမ်းမသိမှာပွဲလို့ရှောင်းအလိုဖြစ်နေပါနေပြီးရရန်ကုန်လမ်းကြောင်းနေဆိုကုန်ရက်ပြတော့အုတ်တွင်နဲ့တောင်ငူလောက်ပဲသွားပြီးတော့နော်အဲဒင်းဖွဲ့ပိုင်ပစ္စည်းဆိုပြီးစည်ရင်လည်းတင်ထားပြီးအဲအဲ့တော့ဒီဟာကိုဘယ်လိုလုပ်အောင်ဘူးကြတော့ အဲ့လူလန်လေးတစည်းဖြစ်လာဖို့ဆိုတာအလူရှင်ပေါင်းများစွာရဲ့ငွေကြီးပေါင်းများစွာစောင်းမျောပြီးတော့မှလောက်ရတာတစည်းဖြစ်လာဖို့မလိုဘူးလေအဲ့တော့တစည်းတိမ်ပါပြီဆိုရင်ဒီအလူရှင်တွေရဲ့အလူငွေတွေပဲဖြစ်အဟောဒီကဖြစ်သွားမှာတောင်ဝမျိုးပေါ်မှာပြီးခဲ့တဲ့ဂျွန်လ9ရက်ကကားလိုက်ဆင်မဲ့နေတဲ့ပရာဟိတာကားတစည်းတဲ့ရင်မောင်းတို့ဖမ်းဆီးခံရပြီးတဲ့နောက်ဆေးရုံစည်းကမ်းတွေအောက်ဆီဂျင်လိုအပ်နေသူတွေအတွက်ကူညီမှုတွေခဏရပ်ထားရတယ်လို့မြို့ကန်ပရာဟိတာအသင်းဝင်တယောက်ကပြောပါတယ်။ လူမှုကွန်ရက်အသင်းတွေရဲ့ကားတွေမှာလိုင်စင်မရှိကြပေမဲ့ကိုရူကိုရာတည်ဆောင်ထားကြတဲ့အရက်ဖက်အသင်းတွေဟာအရေးပေါ်လူနာလမ်းကြောင်းအပြင်ငလျင်မုံတိုင်းမီးလောင်နဲ့ရေကြီးစတဲ့သဘာဝဘေးအန္တရာယ်တွေအပြင်ပြည်လဲထူထောင်ရေးအလုပ်တွေမှာပါကားတွေကိုအသုံးပြုနေကြတာဖြစ်ပါတယ်တို့ကိုယ်တိုင်ကလည်းကျမတို့ကဝိတောက်ဆိုတယ်သူတို့သိတယ်။နော်နိုင်စင်မရှိဆိုတယ်သိတယ်။ဒါပေမဲ့ကျမတို့ကအတင်းနိုင်စင်ယူထားပြီးတော့မှအတင်းနဲ့ပတ်သက်သောကိစ္စရမှန်းများကိုလည်းနိုင်ငံတော်ကိုတလားတစ်ကြိမ်လှုပ်ဆောင်ချက် ူနာလမ်းကြောင်းကြီးကိုသွားခဲ့တဲ့တဘာဝပြန်ကျဲဒီလေးယူလေးပေါ့နော်တခြားဘော်ဒီလမ်းကြောင်းကြီးတွေးလမ်းကြောင်းကြီးအောက်ဆီဂျင်တွေငါးရနှားနဲ့ဟာရမှာအစတမတော့တလတစ်ကြိမ်တမတို့ရာတို့တင်ပြရတယ်အဲ့လိုမျိုးလှုပ်ထားတဲ့တရားဝင်ရှိလိုင်းချင်းရှိရတဲ့အတင်းတွေကတော့ဟိုတမတို့ကတော့မကြောက်ဘူးပေါ့နော်မကြောက်ဥစ္စာမမှန်မကန်မလှုပ်ထားဘူးဥပဒေတိုင်းလိုက်နာတယ်ဆောင်ရက်တယ်ဟိုလိုင်းချင်းမရှိတဲ့အတင်းတွေကတော့နားကျင်နေနားမှာပေါ့နော် တချို့ကတော့ကားနိုင်ရင်ရှိရတဲ့နဲ့လည်းမထက်တဲ့လူတွေရှိတယ်အဲ့ဒါအကြောင်းမျိုးမျိုးပေါ့နော်ဆရာစစ်ကောင်စီလောက်ကံအကျမ်းမကြီးဌာနတွေရဲ့အကျမ်းမကြီးဆောင်ရှားမှုတွေကြက်ချင်းဒီတပ်ဖွဲ့တွေရဲ့ရေးပေါ်မြေပြင်ကူတောင်းမှုမိသက်တပ်ဖွဲ့တွေရဲ့အခြားပွေကယ်ဆယ်ရေးလူမှုကယ်ဆယ်ရေးဌာနတွေရဲ့လူမှုကူညီဆောင်ရွက်ရေးစတဲ့တာဝန်တွေကိုအရက်ဖက်အသင်းတွေကကိုတူကိုတဝင်ရောက်လှုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ2ရက်ကနေပြည်တော်မှာပြုလုပ်တဲ့အစည်းအဝေးမှာစစ်ကောင်ဆောင်ကလိုင်စင်မဲ့ကားတွေနဲ့ဆိုင်ကယ်တွေကိုထိထိရောက်ရောက်ဖမ်းဆီးရေးယူဖို့ညွှန်ကြားပြီးတဲ့နောက် ဂျွန်လကနေစပြီးဖန်စီတင်းစီတာတွေကိုတင်းတင်းကြပ်ကြပ်လှုပ်ဆောင်လာနေတာဖြစ်ပါတယ်ကျွန်တော်လင်းပါ